ဲ့ကျမဖေလာထူထားပါတယ်နှခမ်းလေးကကျမနှခမ်းကသေးတယ်သေးတဲ့ခါကျတော့ဒီလိုအဲ့လိုလေးဖြစ်ဖို့ပြောက်ထူထားတာပေါ့နော်အခုတိကျတဲ့အတိုင်းရွှေမင်းမိန်းမပါပေါ့နော် epic clinic မှာပဲမဟုတ်တာသပြက်လေးရှိပါမနှခမ်းအရင်သေးတယ်လေအခုဆိုနှခမ်းလေးကပူပူလေးပြပြလေးပေါ့နော်ဒါတည်းကလေအမကအခု16ရက်နေ့မှာရိုက်မဲ့သုံးသားညီ CD ပြောက်ကိုကြိုတင်ပြင်ဆင်ထားတာပါကိုလက်ထက်မဲ့သရိုးသားဘက်က ဒီလိုတံမိုးထားပြီးတော့တခန်းတနာနဲ့အလူစိတ်အသေးစိတ်ဘယ်သူမှတော့မထင်ထားတဲ့ဟိုစီစဉ်မှုလေးနဲ့လုပ်တဲ့အခါကျတော့အမကတော့ဖူဖူကို congratulation လို့ပြောချင်ပါတယ်ဟိုအမတို့ကတော့ဒီမီဒီယာမှာပဲတွေ့တာပေါ့နော် social media မှာတင်တဲ့သတင်းလေးတွေ video file လေးတွေတွေ့ရပါသူများနဲ့မတူအောင် trend တာပေါ့ဘူချုံပြိုးဖြစ်လိုက် titanic ဖြစ်လိုက်နေအစိုးပါဘူး idea လေးတွေ ਆ လေ အာဒီနက်နက်နကမလှဲ့စားနဲ့မှာစီးစီးမှာတော့အမကဝန်ကန်ရှိပေါ့နော်ခွန်သားချိုငယ်ဘဝရဲ့အမေပါအမနဲ့ကိုမင်းသူနဲ့လင်မယားပေါ့နော်လူရရခက်တယ်သီလားကိုကမဟုတ်တာလုံရင်လုံတယ်မလုံရင်မလုံဘူးတွင်လင်းပြောတယ်ကိုကလှုပ်ထားပါတယ်ဆိုလဲဇော့မလှုပ်ပါဘူးကျမကသဘာဝပါရှင်ဆိုရင်လည်းလိန်နေဆိုပြီးဖြည့်အောင်မင်းဟုတ်ကဲ့ကျမဖီလာထူထားပါတယ်နှကန်းလေးကကျမနှကန်းကသေးတယ် သေးတဲ့ခါကျတော့ဒီလိုအဲ့လိုလေးဖြစ်ဖို့အတွက်ထိုးထားရပါတော့အာကျမထိုးတာကျမကအလှပရေးရတဲ့ပတ်သက်တဲ့ကျမ Epic Clinic ပေါ့နော်ဒေါက်တာပူပွင့်ခိုင်စီမှာပဲပြင်ပါတယ်အခုတိကျတဲ့အတိုင်းရွှေမန်းမိန်းမပေါ့နော် Epic Clinic မှာပဲမာဇာသွားပြင်လေးရှိပါဆိုတဲ့ခါကျမာဇာကတော့ဒီမျက်နာတွေနဲ့ပတ်သက်လို့ဆေးထိုးတာတို့ဘာလို့လုပ်နေတော့ Epic Clinic ကဒေါက်တာပူပွင့်ခိုင်နဲ့ပဲလုပ်လေးရှိပါတယ်သူကလည်းအဆင်ပြေတယ်ဟိုသူ့ကိုလည်းတော်တော်များများလူကြိုက်များကြတယ် เองาพูพ้นขันจอญญาไปเนี่ยล่ะมุ้ยเอ่ออย่างสิทธิ์ใต้จ่าบาเลยอม่าก็เลยตูนะลงได้กระหยอโหป่วยลิ้นเปียวเลยกว่ะพี่อ่ะตูอ่ะเลยโหเปียวรู้สู้รู้กาวเนพูพ้นพูพูอ่ะเลยเปียวรู้สู้รู้กาวเนพี่อ่ะตูอ่ะโหเสียวินมาเลยผิดเลยปัญญาแลตัดดิแท้แลแท้เดแท้แลแท้เดอ้งหน่องแลกาวเนขาจ่ารอเลยยังโหตะจ้าเสียวินมาสู้เนเนลิอีด่าบาชื่อตูอ่ะก็ไม่เข้าโหแค่แท้ๆเสียวินมาเลยแท้มาป่าบาดิตูอ่ะอิ่มมาแลเปิมๆป๊าๆเลยบ่เนาะ ဟိုပြောလို့ဆိုလို့လည်းကောင်းတယ်စင်းဒီအလှပရေးရနဲ့ပတ်သက်ရင်လည်းသူကိုယ်တိုင်လှုပ်ပေးတာပေါ့နော်သူကိုယ်တိုင်လှုပ်ပေးတယ်စိတ်တိုင်းလည်းကြားရတယ်အမတို့ဒီတွားရဲဆိုတော့မောက် climate ထားလိုက်ပါတော့နော် customer အနေနဲ့ customer အနေနဲ့ဖြစ်ချင်တာကိုသူကလုတ်ပေးတဲ့ခါကျအဆင်ပြေတယ်အဲ့ကြောင့်လဲအမကဒီ filler ထိုးတာတွေ botox ထိုးတာတွေသူ့ကိုရွေးချယ်လိုက်တာပေါ့နော် second เนี่ยအများကြီးလေနော်အလှပရေးရတွေအများကြီးတက်မှာမှာအမက epic clinic center အပိုင်ရှင်ဖြစ်တဲ့ဒေါက်တာဖူးဖွင့်ကံကိုပဲရွေးချယ်ပြီးတော့ဖူးဖွင့်ဖူးနဲ့ပဲသွားထုတ်လိုက်တာပေါ့အခုဒီနှကန်းဆိုတာထုတ်ပြထားတာလीเนาะဒါဆိုရင်ဟိုဘာပြောပြပြောဟိုမနှကန်းအရင်သေးတယ်လေအခုဆိုနှကန်းလေးကဖူးဖူးလေးပြပြလေးပေါ့เนาะဒါတည်းကလည်းအမကအခု16ရက်နေ့မှာရိုက်မဲ့သုံးသားညီ CD ပြက်ကိုကြိုတင်ပြင်ဆင်ထားတာပါမှာဒါကလေသူ့ရဲ့ကံပေါ့เนาะသူဟာကံကောင်းတဲ့မိန်ကလေးတယောက်လို့မြင်အမကလည်းသမီးမိန်ကလေးမွေးထားတာဟော ဆိုတဲ့အခါကျတော့ဒီလိုသူကိုလက်ထက်မဲ့သရိုးသားဘက်ကဒီလိုတံမိုးထားပြီးတော့တခန်းတနာနဲ့အလူစိတ်အသေးစိတ်ဘဒူးမတော်မထင်ထားတဲ့ဟိုစီစဉ်မှုလေးနဲ့လုပ်တဲ့အခါကျတော့အမကတော့ဖူဖူကို congratulation လို့ပြောချင်ပါတယ်။ဘာဖြစ်လို့ဆိုတော့ဒါဒါသမီးရှင်နဲ့သမီးမိန်းကလေးတိုင်းလိုချင်တဲ့ဘဝလေးနော်။ဒါသူ့ကိုလက်ထက်တဲ့အခါကျရင်လေဟိုသူ့ကိုလက်ထက်ဖို့လက်ထက်ခွင့်တောင်းတာတွေပါတယ်ဟိုသူများနဲ့မတူဘူးကွာနော်။ အဲရွှေမန်းလို့ပဲပြောလိုက်မှာနော်ရွှေမန်းဆိုတာအမားတည်းအများကြီးငယ်ပါတယ်ပရိုဒူဆာပေါ့နော်ဒါပေမဲ့အမားနဲ့တော့မစုံဘူးပါဘူးအဲအဲ့ဒီရွှေမန်းခေါ်ကိုဝင်းမင်းမောင်ပေါ့နော်အဲသူကလည်းဒီသူယူမဲ့သူတို့သမီးဖြစ်တဲ့ဒေါက်တာပူပွင့်ခိုင်လေးပေါ်မှာဒီလိုမျိုးတံပိုးထားပြီးတော့တခန်းတနာလေးနဲ့အနုစိတ်အသေးစိတ်လေးလုပ်ပေးတာတွေ့လိုက်တော့ဟိုဟာဟိုမင်္ဂလိပ်ရှင်နေနဲ့တော့ဝမ်းသာတယ်ပေါ့နော်ဟိုကမ္မလေးတွက်လေဂုံယူတယ်ဝမ်းလဲဝမ်းသာတယ်ပေါ့နော်ဟိုအမားတို့ကတော့ဒီ မီဒီယာမှာပဲတွေ့တာပေါ့နော်ဆိုရှယ်မီဒီယာမှာတင်တဲ့သတင်းလေးတွေဗီဒီယိုဖိုင်လေးတွေလည်းတွေ့ရပါသူများနဲ့မတူအောင်ထွန်းတာပေါ့ဘူချုံပြိုးဖြစ်လိုက်တိုက်တန်းဖြစ်လိုက်နေမစိုးပါဘူးအိုင်ဒီယာလေးတွေညာလေးကောင်းနေကောင်းနေ